နေဘူးတဲ့ဆောင်မှာမပန်းဝေကပြက်ဆက်တခြင်းလေးပါကျွန်တော်အောက်ထိုးပေါက်တာပေါ့နော်ဒီလို program နေနဲ့တီးတာဖူးပန်နေနဲ့တီးတာတွေကဒါကုပထမဆုံးပဲအဲနေဘူးတဲ့ဆောင်မပန်းဝေဆေးထိုးကြတယ်ချို့ကအိန္ဒာတဲကဆောင်မှာမပန်းဝေယထာဆဲဆောင်မှာမပန်းဝေကားဘောဆောင်မှာတချို့သိရင်ဟိုတယ်တွေကဂရေမောဆောင်မှာမပန်းကျွန်တော်မပန်းဝေလေးလေးလေး တစားဒီကိုကျိုးပဲလို့ရားတရားကိုမရှိဘူးမန့်နေတယ်မှာဒါမှကျွန်တော်ကျေးဇူးတင်တယ်တခါလေကားပေါ်သွားတာလို့လက်ဖက်တိုင်းထိုင်တာတော့ပေါ့ရက်ွက်ထဲသွားတာတော့ခကြီးသွားတာပေါ့ဖြော်ပြေးထွက်တဲ့ခါကြလို့ချင်းကားပေါ်မှာဆိုရင်လေဟာအဲကျွန်မတို့နေဘူးတဲ့ဆောင်ခိုင်းတဲ့လူကြီးဘယ်သွားမလို့တော့အော်ဟိုဟိုခကြီးထွက်မလို့အဲအဲ့လိုလောက်ရတာပေါ့နော်အော်တချင်းနာမည်လေးတွေနဲ့ logo လေးတွေနဲ့ byte name လေးတွေပေါ့နာမည်ကိုကြောက်ကုတ်ကုတ်နိုင်ကိုမေ့ပြီးတော့နေဘူးတဲ့ဆောင်ခိုင်းတဲ့လူကြီးနေဘူးတဲ့ဆောင်ခိုင်းတဲ့လူကြီးဆိုပြီးတော့အဲ့လိုပြောတာပီတိဖြစ်တာပေါ့ နေဘူးတဲ့ငါဆောင်မမဝဲနေဘူးတဲ့ငါမင်းဆောင်ပါလေနေဘူးတဲ့ငါမင်းဆောင်ပါလေဒီနေ့ရိုက်ကိုရေးစီစီကတော့ရန်ကုန်ရောက်တုန်းလေးပေါ့လက်တလောပိတ်သက်ခရွင်းတွေ့နေတဲ့တချင်းလေးတွေရိုက်တာပေါ့နော်တချင်းအဟောင်းလေးတွေလည်းပါတယ်အစ်လေးတွေလည်းပါတယ်အဲမာတလိအမှုပညာဝန်ဆောင်မှု အဲရောင်းဝန်းมาပေါ့လာရိုက်တာပေါ့เนาะတချင်းလေးပုတ်ပေါ့ဒီနေ့တချင်းကလက်တလော့တစ်တော့တဲမှာတတိယကျိန်မြောက်ပေါ့เนาะတကြောပြန်ပြန်မိကြီးလဲအာဇီပန်းစားနေတဲ့နေဘူးတက်ကဆောက်မှာမပန်းဝေပေါ့เนาะအဲ့တချင်းပါတယ်နောက်တစ်ခုကပြန်ဆူတေးနေနေရကြတော့အာဘဘဦးမျိုးမြင့်လေးဆိုထားတဲ့မောင်ရီထဲမှာနေမလားဆိုတော့ဟောဒီစကူလေးနဲ့တီးထားတာခိအကြိုက်ခိလိုက်လေပေါ့လူငယ်ဆန်းဆန်းလေးအဲ့တချင်းပါတယ်နောက်တစ်ခုကကိုပိုင်ရေးထားတဲ့ဦးနဲ့ကလေးဇလန်း ဥချစ်တဲ့ကလေးပါမယ်နောက်တစ်ခါဓမ္မတီတပုတ်ဘုံဆိုင်ပစ္စည်းဆိုတဲ့ကိုပိုင်တခြင်းလေးလာရိုက်တာအဲနှစ်ပုတ်ကတော့ဗါတယ်နေမလားမောင်းရင်တဲ့တခြင်းကတော့အကောက်ခွန်တန်းတွင်ရေးထားတာပေါ့နော်အဲဘုံဆိုင်ပစ္စည်းကတော့ကျွန်တော်တို့မုံရွာကအာတေးဆရာအညာမြေလေးလိုင်းနဲ့သူရေးပေးထားတာအဲဥချစ်တဲ့ကလေးနဲ့နေဘူးတဲ့ကစောင့်မှာမပန်းဝေရတော့ကျွန်တော်ကိုယ်တိုင်ရေးထားတဲ့တခြင်းဖြစ်ပါတယ်ကိုပိုင်အုံကျူးလေးပေါ့နော်။ကြံစူပြစ်တဲ့အကြောင်းကတော့တကယ်တမ်းကျတော့ဒီနေဘူးတဲ့အဆောင်မှာမပန်းဝေရ ်ပြတ်ဆက်တခြင်းလေးပါကျွန်တော်အောက်ဒိုးပေါက်တာပေါ့နော်ဒီလို program အနေနဲ့တီးတာဖူးပန်အနေနဲ့တီးတာတွေကဒါအခုပထမဆုံးပဲဒီတခြင်းကိုကျွန်တော်လှုပ်ချင်တာကြားပြီဒါပေမဲ့ကျွန်တော်ဟုတ်ပေါ့နော်ငွေကြီးလေးတွေတိတ်အဆင်မပြေတာလေးတွေရှိတော့ကြတော့ငွေစုခဲ့ရတာပေါ့ပြောရလို့လို့ချင်းလေစုခဲ့တော့ကြတော့ကြတော့ကြတော့တချင်းကတော့အကျန်းတော့ပေါက်နေတယ်ပေါ့ကေဘီနဲ့တီးတာလေးတွေပေါက်တယ်အောက်ဒိုးဆိုတာလေးတွေပေါက်တယ်ဒါပေမဲ့အဲ့ပေါက်တာလေးတွေကြီးတိုင်းကြီးတယ်အားနာတယ် quality ညံ့ညံ့ကြီးနဲ့ quality မမီပဲနဲ့ပေါက်နေတာဖြစ်တဲ့အတွက်ငါတနေ့နေ့တစ်ချိန်ချင်းပတ်စံလေးများဆင်းပြေးရေပေါ့နော်ပိသက်ကိုမမှန်ကန်ကန်လေးနဲ့ပေါ့နော်စေတနာပါပါလေးနဲ့အဲဖူးပန်လေးနဲ့ဒီပြော်ဒါလေးကိုချပြခြင်းနဲ့ဆိုရယ်စေတနာနဲ့ဆိုပြီးတော့ပေါက်ဖို့လဲရွေချက်ပေါက်ပါသေးဆိုရယ်စိတ်မရှိဘူးတကယ်မရှိပါဘူးပိသက်ကိုဒီတချင်းကိုမမှန်ကန်ကန်လေးနားထောင်စေခြင်းနဲ့စိတ်နဲ့ဘာချင်းတဲ့နဲ့ခုပြန်ဆူလိုက်တယ်ခုတက်တော်တွေကအာတနင်္ဂနွေလုံးပိသက်ဒီရွှေတိုင်းကဝန်တန်းနေအထဲတိုင်းဝန်တန်းနေ ဖုံးဆိုင်ဝန်တန်းတွေကလည်းဒီသင်းကိုအခွီနေနဲ့ပေါ့နော်စေးထိုးကြတယ်တယောက်နောက်ချစ်သူနှစ်ဦးပေါ့ဂီတာလေးတီးတယ်တယောက်ကနေဘူးတဲ့ဝင်ရမှလို့မဝင်ရမှလို့လို့နဲ့စေးထိုးရင်းစေးထိုးရင်းအဲ့ဒီသင်းလေးတကြောပြန်ပြန်ပေါက်နေတာဗျာပီတီလေးဖြစ်တာပေါ့နော်အားရင်နေဘလို့ဖြစ်တာလဲဆိုတော့ကျတော့အကိုတို့ရဲ့ဘဝတွေမှာကျတော့ခက်ခဲကြမ်းတမ်းတယ်ဘယ်နိုင်ငံကျော်တီးရေးဆရာဘယ်နိုင်ငံကျော်ဟိုဆိုတော်တွေကမှအကိုတို့ဟဲ့ကျော်ကြီးညီလေးမောင်လေးဆိုပြဘယ်သူမှစွဲမခေါ်ခဲ့ဘူးဒါအပြစ်ပြောတာမဟုတ်ဘူးเนาะကျွန်တော်ပုံမလင်းလင်းပြောတတ်လို့ အားလည်းဟိုဗါတယ်ကိုလည်းမကိုးထိုင်ဘူးလေကိုအားကိုကိုးရမယ်လေကိုးရမယ်ဆိုတနည်းနည်းတစ်ချိန်ချိန်မှာကိုဒီလိုဖြည့်ရမယ်လုံးလဇွဲနဲ့နေတိုင်းနေတိုင်းကိုရဲ့သွေးထဲမှာစီးဆင်းနေတာတဲ့အမှုပညာတွေပဲငါဒီနေ့ကြောကိုကိုနိုင်သည်နောက်ရကြောကိုကိုနိုင်နဲ့ဘာမှမတူစေရဘူးအပြောအဆို talent အရည်ချင်းပေါ့နော် fashion ကအစပတ်စံရတဲ့ပွဲပဲဖြစ်ဖြစ်ပတ်စံမရတဲ့ပွဲပဲဖြစ်ဖြစ်စင်မော်တက်ပြီးဟေးဆိုရင်ကိုဘွားကကိုမပိုင်တော့ဘူး အဲ့5မိနစ်စာ10မိနစ်စာ15မိနစ်စာကိုအယုတ်ကြိုးပြတ်ကြိုးစားပြတ်တယ်အဲစေတနာမှန်ကန်လို့လာတော့ဘယ်သူနေရာရတယ်အသက်ကြီးမှဆန်းထားတယ်လာတော့မသိဘူးအသက်ကကြီးလေလေဟိုကြီးကလက်ကြီးပေါ့ကွာကလက်လက်ကလက်တယ်ကဲလေကဲလေရွာလေးရွာတယ်ထားလဲထားတယ်ဟိုကောင်းမှကောင်းအခုကလွတ်လပ်လို့လုံးဝပဲဘာလို့လဲဆိုတော့ကို့မှာမိဘတွေလည်းမရှိတော့ဘူးကို့အိမ်မှာကို့ဘယင်ကို့တခင် ပြောလို့ချင်းမိဘကိုလုတ်ကင်ပေးခဲ့တယ်ကျွေးခဲ့တယ်အဲ့စေတနာရဲ့အကျိုးကျေးဇူးကလည်းအလွတ်ပင်နဲ့လမ်းကြောင်းမှာပြန်ပြီးတော့တကိုးပုံစံမျိုးနဲ့ပြန်ပြီးခန်းစား권ရတယ်မိဘကိုလုတ်ကျွေးခဲ့တဲ့တကိုးရောပိသက်ပေါ်ကိုစေတနာနဲ့မေတ္တာနဲ့ဆက်ဆံခဲ့တဲ့တကိုးတွေပါပေါင်းပြီးတော့ဒီလောက်ရုပ်ဆိုးတဲ့မင်းကူတာဒီရုပ်ကြီးကိုတနိုင်လုံးတနိုင်ငံလုံးကနေရာပေးတာတော်တော်ကအဟောလို့မဆုံးဘူးကျွန်တော်ဆိုနေရာမပေးဘူးအခုဘွဲဖိတ်တယ်အခုရန်ကုန်လာတယ် မော်ဘီပွဲကလည်းတဲ့သွားတယ်ဗျာဖုံဖုံကအခုဆန်ရန်နေချသွားတယ်ဗျာဒါကိုယ့်ရဲ့ကြိုးစားမှုရိုးသားမှုပေါ့နော်ပညာရှင်တော့မဟုတ်သေးပါဘူးကျွန်တော်လည်းပညာသင်လေးပါပြောပြနော်အချစ်ဆန်းကတော့အဲ့ညမှာကျတော့ကိုယ်ကဆာမှုဝဲကြတယ်ကွာအချစ်ဆန်းကတော့ပွင့်မှုတော့ခဲရင်နေတယ်တဲ့လားအသက်တာဒီလောက်ကြီးတာပေါ့နော်90လောက်ကန့်နေတာဒါပေမဲ့ဟိုပေါ့ရင်ဖိုရောရင်မာရောမဖို့တဖို့ရောမမတမရောမတန်းဘူးသေးဘူးခုချိန်ကြီးနော်ဈေးပန်းလဲဖွင့်လဲ နော်ဈေးတိုင်းလည်းတည်တယ်ဈေးကောင်းကြီးလည်းတည်ထားတယ်ဘယ်သူမှနှိုက်နီးမဲ့သူလည်းမပေါ်သေးဘူးတခါမှကိုမတည်ဘူးသေးဘူးအဲအကြောင်းမို့လို့လူပြိုကြီးပါလို့လည်းထဲ့ပြောပြရစီနော်အလွမ်းသက်ချင်းနေဆိုနေပေမဲ့လည်းအပဲကွဲတဲ့ဒဏ်ရာမရှိသေးတဲ့ပူပူနွေးနွေးလက်လက်လောလောလက်လက်ဆက်ဆက်နော်အကျဉ်းအားတွေတင်းနေတဲ့လူပြိုကြီးပါလို့ပြောပြရစီ မပန်းနေဘူးတဲ့ဆိုမပန်းဝေတချင်းကိုရှင်းပြမယ်နော်ဘာလို့နေဘူးတဲ့ဆိုမပန်းဝေတချင်းကိုဒါတနိုင်ငံလုံးမေးတယ်ကျွန်တော်ရဲ့အဲတချင်းအောက်မှာလေအဲနေဘူးတဲ့ဆိုမပန်းဝေဆေးထိုးကြတယ်တချို့ကအိမ်သာတွေကစောင်းမှာမပန်းဝေယထာဆဲကစောင်းမှာမပန်းဝေကားပေါ်စောင်းမှာတချို့သိရင်ဟိုတယ်တွေကခရင်မောစောင်းမှာမပန်းကျွန်တော်မပန်းဝေလေးလေးတစားဒီကိုကျိုးပဲလို့ရတဲ့ရာကိုမရှိဘူးမန့်နေတယ်မှာဒါမှမဟုတ်ကျွန်တော်ကျေးဇူးတင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဆိုရှယ်မီဒီယာတွေပြောင်းသွားပြီး ကျွန်တော်တို့ Facebook Selly Kit အခွေခရဲ့တိတ်ခရဲ့ Siri ခရဲ့ VCD ခရဲ့အများကြီးခက်တွေကြောဖြတ်ခဲ့ရတယ်။အဲ့ချိန်မှာရင်ရင်ကြီးကြီးလေးနဲ့နော်မြန်မာဆန်ဆန်လေးတွေအလွမ်းတချင်းစစ်စစ်တွေကျွန်တော်ဆိုခဲ့ပါတယ်မြက်မြက်နိုးနိုးကျင်ကျင်နာနာတန်ဖိုးထားပြီးဆိုခဲ့တယ်ဒါပေမဲ့ထမင်းငတ်ခဲ့ရတယ်မြန်မာသားဆိုလို့ငတ်ခဲ့တာလို့ပြောတာမဟုတ်ဘူးနော်မြန်မာသားချစ်လို့မြန်မာသားတမားဖြစ်နေတယ်ဒါပေမဲ့ခစ်စနစ်တွေမူတွေပြောင်းရင်ကျွန်တော်တို့နုပညာတမားတွေလည်းဂူပြောင်းပြီးတော့မူပြောင်းရတယ် အနေထားတွေပြောင်းရတယ်တခါလာလဲပဲပဲပြုတ်ချင်ရေတခါလဲပဲပြုတ်ချင်ရေဆိုရင်ပြည့်တက်ကဤတယ်အဲ့ကြတော့ကိုကလုံနိုင်တာရှိရင်လုံရဲတာရှိလို့ချင်းလုံချာချက်ကိုလုံချပြလိုက်အားပေးခြင်းမပေးခြင်းကပရိတ်တအလုတ်ချပြမယ်လို့ကကိုလုံအမှုပညာဖန်တီးတဲ့နေရာမှာအသက်ကြီးတော်တွေရုပ်ဆိုးတော်တွေငါနဲ့မတင့်တယ်တော့ငါနဲ့လိုက်ပါမလားငါနဲ့စီပြပါမလားအေးတွေးတွေးနေလို့ရတော့နောက်ကကြံနေမှာပဲကျွန်တော်မတွေးဘူး ။တချင်းဆိုသွားတာပဲဖြစ်ဖြစ်တချင်းဖန်တီးတာပဲဖြစ်ဘယ်သူကြိုက်ပါမလဲအိုက်စိတ်မရှိဘူး။ရေးတယ်ချီရေးချကြည့်လဲဆိုရသည်ဆိုချပြလိုက်တယ်။နော်ခပြုတ်ကြိုက်လို့ပေါက်ပေါက်ခလုတ်တိုက်လို့ပေါက်ပေါက်ပေါက်ဖို့အရေးတိုးအရေးပဲ။အဲ့ဒီလိုဖြစ်သွားပြီလို့ပြောရမှာပေါ့နော်ပေတွေမှာလည်းကျွန်တော်တို့အမန်းရှင်တွေခေါ်ကြတယ်ဂျောကိုကိုနိုင်ခမဒီမပါကြီးကြောင့်ကျွန်တော်တို့နေဘူးတွေပူတာနေဘူးတွေစောင့်နေရတယ်တခါလေကားပေါ်သွားတာလို့လက်ဖိတ်တိုင်းထိုင်တာတော့ပေါ့ရက်ွက်ထဲသွားတာတော့ခྱི་သွားတာပေါ့ဖြော်ပြေးထွက်တဲ့ခါကြလို့ချင်းကားပေါ်မှာဆိုရင်လေဟာ အဲကျမတို့နေဘူးတဲ့ဆောင်းခိုင်းတဲ့လူကြီးဘယ်သွားမလို့တော့အော်အော်ဟိုခကြီးထွက်မလို့အဲအဲ့လိုလောက်ရတာပေါ့နော်ဟိုတချင်းနာမည်လေးတွေနဲ့ logo လေးတွေနဲ့ by name လေးတွေပေါ့နာမည်ကိုကြောက်ကိုကိုနိုင်ကိုမေ့ပြီးတော့နေဘူးတဲ့ဆောင်းခိုင်းတဲ့လူကြီးနေဘူးတဲ့ဆောင်းခိုင်းတဲ့လူကြီးဆိုပြီးတော့အဲ့လိုပြောတာပီတိဖြစ်တာပေါ့ဒါမျိုးကလည်းလေဘယ် social media မှာပတ်စံပေးပြီးကြော်ညာခိုင်းခိုင်းပေါ့နော်ဒါဒါဟိုဘူးလောက်တာဆိုလားဘာဆိုလားကိုတော့မပြောတတ်ဘူးကွာဘူးလို့เนาะမြန်မာလိုပဲပြောတတ်တယ်အဲအဲ့လိုမျိုးလှုပ်ခိုင်းလို့ပောက်တာထက် ပရိသတ်ကနေပြသူကနေလှော်လို့ပေါက်ပေါက်ဗလိန်လို့ပေါက်ပေါက်လေအဲ့ဒီလိုပေါင်းမြောင်းမှုကမှပီတိဖြစ်စရာကောင်းတာတချင်းထွက်ရင်လေလေကျွန်တော်တချင်းလေးစော့ကြပါအောင်ဖြာလို့ပြောကြည့်လေပရိသတ်ပရိသတ်ဆိုတာကခက်တယ်သူတို့ရင်ပတ်သေးကိုညိမစော့မှာစိတ်တလောက်တချင်းကောင်းစိတ်တလောက်အပန်ကောင်းစိတ်တလောက်ပတ်ဆံရှိစိတ်တလောက်နိုင်ငံကျော်ပရိသတ်ဒီလွတ်လပ်စွာသူတို့ကစော့မှာသူတို့ရင်ပတ်ကိုညိရင် ဘဲစုဘဲဝါနိုင်ငံကျော်တက်တစ္စဂျုံဂျုံကြဘုံဘုံလည်းမရွေးဘူးသူတို့ကဆော့မှာအဲ့ကြတော့ကျွန်တော်တို့ကဘယ်လိုလုပ်လဲတစ်တော်တည်းမှာဘဲသချင်းလေးထိုးပေါင်ရင်ပေးတဲ့ဘယ်လိုကြိုက်နိုင်လဲဆိုတာတွေအုံနောက်တီနဲ့တွေးရတယ်အချိန်လေးကာလတွေအဲတွက်ချက်ရတယ်ဒီချိန်ဒီကာလမှာဒီသချင်းလေးထုတ်တင်လားအဲအဲ့အရမျိုးပေါ့နော်ရေးရတယ်ပိဿဘာကြိုက်လဲပေါ့နော်ပိဿကြိုက်ဖို့လေလိုတယ်ပိဿကြိုက်မှလည်းဒါအမှုပညာအသက်ဆက်လို့ရမှာအမှုပညာကြီးကြက်တဲ့လောက်ချစ်ဖန်တီးဖို့ရပတ်သက်မရှိဘူးဆိုရင်လည်း ဖိဋကကလည်းချစ်လာမှာမဟုတ်ဘူးလေတီထွင်မှုတွေကြံစားမှုတွေထုတ်လုပ်မှုတွေအားကောင်းမှဖိဋကကလည်းကြိုက်